မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာဟိုင်ကင်းအပြစ်ရရေးသဘောတူညီချက်ကို PNL ကချိုးဖောက်ပြီးထိုးစစ်ဆင်နေတဲ့အတွက်အဲ့ဒီထိုးစစ်ကိုဟန်တာပေးပါဆိုပြီးစစ်ကောင်စီကတရုတ်နိုင်ငံကိုအတိပေးတိုင်ကြားတောင်းဆိုလိုက်ပြန်တယ်ဆိုပါတယ်မြန်မာနိုင်ငံတဝက်ကမြို့ကြီးတွေမှာရှိတဲ့စူပါမားကတ်တွေဈေးဝယ်စင်တာတွေမှာတိုးလောင်ထားတဲ့ဆန်တွေကိုစစ်ကောင်စီကသူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ရောင်းချခိုင်းပြီးနေ့စဉ်အယောင်းဝယ်စီးရင်မှာပေးခိုင်းနေတဲ့အပြင် ပိုင်ရှင်တဲ့လုပ်ငန်းရှင်တွေကိုခန့်ဝင်လက်မှတ်ပါထိုးခိုင်းထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဟိုင်ကင်းအပြစ်ရရေးသဘောတူညီချက်ကို TNL ကချိုးဖောက်ပြီးထိုးစစ်ဆင်နေတဲ့အတွက်အဲ့ဒီထိုးစစ်ကိုဟန်တာပေးပါဆိုပြီးစစ်ကောင်စီကတရုတ်နိုင်ငံကိုအတိပေးတိုင်ကြားတောက်ဆူလိုက်ပြန်တယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ25ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရနယ်လေးတက်တွေကဟိုင်းကင်းအပြစ်ရရေးသဘောတူညီချက်ကိုချိုးဖောက်ပြီးစစ်ကောင်စီတပ်စခန်းတွေကိုထုတ်စစ်ဆင်တိုက်ခိုက်နေတယ်ဆိုပြီးတော့စစ်ကောင်စီကတရုတ်နိုင်ငံကိုအတိပေးတိုင်ကြားနေတဲ့အပြင်အဲ့ဒီထိုးစစ်ကိုပါဟန်တာပေးဖို့တရုတ်ကိုသွားပြီးတောင်းဆိုနေပြန်တယ်ဆိုပါတယ်။ဒါပြင်တစ်ဖက်မှာလည်းဇွန်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးမူကြီး၅ချက်ထုတ်ပြန်ခြင်း290ပြည့်အထိမ့်မအခမ်းအနားတက်ရောက်ဖို့ဆိုပြီးတရုတ်နိုင်ငံကိုထွက်ခွာသွားတဲ့သမ္မတဟောင်းသိန်းစိန်ကနေတဆင့်လဲ။ မြမငိမ့်ချမ်းရေးအတွက်ဂျာဝင်ညှိနှိုင်းပေးဖို့တရုတ်ကောင်းဆောင်တွေကိုအကြမ်းဖက်မင်းအွန်လိုင်းကသတင်းစကားပါထားသေးတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့ဇွန်လ25ရက်နေ့ကစပြီးမိုးကုတ်တီဘောကြောက်မဲနောင်ချိုနဲ့မိုးမိတ်မြို့နယ်အပါဝင်စုစုပေါင်းမြို့နယ်၅ခုမှာတီနယ်လေးဥဆောင်တဲ့ PDF မဟာမိတ်ပူပေါင်းတက်တွေကစစ်ကောင်စီရဲ့တက်စကန်တွေကိုတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေပြီးစစ်စင်ရေးရဲ့နှစ်ရက်အတွင်းမှာပဲစစ်ကောင်စီတက်စကန်ပေါင်း24ခုကိုတော်လန်ရေးတက်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့ကချင်းပြည်နယ်ဖားကန့်မြို့နယ်ကစိုင်းတောင်ရက်စကန်မှာအကြံဖက်စစ်ကောင်းစီတပ်ဖွဲ့ဝင်တွေအစည်းအဝေးလုပ်နေတဲ့အချိန် KIA PD မားမေပူပေါင်းတပ်တွေက drone နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းဒူရဲမှူးကြီးအောင်သူရနဲ့ရဲမှူးရဲအုပ်ရဲတပ်ချက်တွေပါဝင်စစ်စုပေါင်းရဲတပ်ဖွဲ့ဝင်၁၀ဦးကတော့အသီးသီးတဲ့ကုန်ကြပြီလို့ KIA သတင်းရှင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ26ရက်နေ့ကပဲဖားကန့်မြို့နယ်ကအကြံဖက်စစ်ကောင်းစီရဲ့စိုင်းတောင်ရက်စကန်မှာစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေအစည်းအဝေးလုပ်နေတဲ့အချိန် KIPT ရဲ့မဟာမိတ်ပူပေါင်းတပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ကြဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာရဲစခန်းနဲ့အစည်းအဝေးလုပ်နေတဲ့ဖားကန့်ရဲတရင်မှုအောင်သူရဒုရဲမှုခိုင်ဆိုးဟန်ရဲအုပ်ထွန်းခိုင်ဆိုးရဲတကြက်ကြီးတင်းဆိုးဒုတကြက်ဇော်မှုအပါဝင်ရဲတပ်ဖွဲ့ဝင်စုစုပေါင်း၁၀ဦးကတော့ drone ပုံတွေကြားမှာပဲအသေးသေးသေကုန်ကြတဲ့အပြင်နောက်ထပ်၆ဦးလည်းဒဏ်ရာရသွားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျ။အခုတခါဆက်ချင်တာကတော့အကျန်းဖတ်စစ်ကောင်စီက ထိုင်းဗန်တွေကနေတဆင့်စစ်လက်နက်နဲ့စစ်ပဆိုင်ရာပစ္စည်းတွေဝယ်ယူနေပြီး2023ခုနှစ်မှာပဲဒေါ်လာတန်း130နီးပါးဖို့အထိဝယ်ယူခဲ့တယ်လို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်ရေးကိုယ်စားလှယ်တွန်းအန်ဒရုစကဇွန်လ26ရက်နေ့မှာပဲအစီရင်ခံစာထုတ်ပြန်ပြောဆိုလိုက်ပါတယ်။အနောက်နိုင်ငံ G တွေနဲ့နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေခံထားရတဲ့စစ်ကောင်စီကထိုင်းဗန်တွေကနေတဆင့်နိုင်ငံတကာဗန်နာရေးဝန်ဆောင်မှုတွေကိုရယူနေတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာစင်ကာပူဗန်တွေက စစ်ကောင်စီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုစွန့်ခွာရုတ်သိမ်းသွားပြီးတဲ့နောက်မှာပဲထိုင်းဘဏ်တွေကအဲ့ဒီနေရာမှာအစားထိုးဝင်ရောက်လုကင်လာတာဖြစ်တယ်လို့လည်းဆိုပါတယ်အခုလက်ရှိစစ်ကောင်စီကတော်လန်ရေးအင်အားစုတွေကိုတိုက်ခိုက်ဖို့အသုံးပြုနေတဲ့စစ်လက်နက်ပစ္စည်းတွေကိုထိုင်းဘဏ်တွေကနေတဆင့်ဝယ်ယူနေတာဟာပြီးခဲ့တဲ့2023ခုနှစ်ကဆိုရင်ဒေါ်လာတန်း130နီးပါးဖို့အထိဝယ်ယူခဲ့တဲ့အတွက်နိုင်ငံတကာဘဏ်တွေအနေနဲ့မြန်မာစစ်တပ်အတွက်စစ်လက်နက်ပစ္စည်းတွေဝယ်ဖို့ ဗဏ္ဍာရေးဝန်ဆောင်မှုပေးနေတာတွေကိုချက်ချင်းရပ်တန့်ဖို့လိုအပ်တယ်လို့လဲကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်တွန်အန်ဒရုစ်ကပြောထားပါတယ်ခင်ဗျ။တပတ်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုမိုးကုတ်မိုးမိတ်နဲ့ကြောက်မဲမြို့တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်ကအရသာပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပိတ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့်မနေ့ကတရက်ထဲမှာဒင်းအရသာပြည်သူ၃ဦးသေဆုံးသွားခဲ့ရတယ်လို့တရက်နယ်လေကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲနောင်ချုံမြို့ကရက်ွက်လေးမှာနေထိုင်တဲ့မတ်ချယ်ရီထိန်းနဲ့ မတ်ထည်ဝင်းဆိုတဲ့သူအမျိုးသမီး2ဦးဟာဆိုင်ကယ်မောင်းလာတဲ့အချိန်စစ်ကောင်စီတပ်ကအရက်သားမှန်းတိတိကြီးနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့်တေဆုံသွားခဲ့ရတယ်ဆိုပါလေ။ဒါအပြင်တဖက်ကမိုးကုံမြို့အနောက်ဘက်မှာရှိတဲ့ကတဲ့ရက်ွက်ကိုလည်းအကြံဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်မျိုးသမီးတို့ဦးတေဆုံခဲ့ရပြီးမိုးမိန်နဲ့ကြောင်မဲမြို့တွေမှာလည်းအလားတူပဲအကြံဖက်စစ်ကောင်စီတပ်ကအရက်သားပြည်သူတွေနေထိုင်ရာနေရာတွေကိုရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရထားတဲ့ပြည်သူတွေလည်းရှိနေတယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျ။ ဒီတခါရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်လာတာနဲ့အတူအကြမ်းဖက်မှုတွေပါများလာတဲ့အတွက်နယ်စည်းမထဆရာဝန်များအဖွဲ့ MSF ကဂျမရေးဆောင်ရှောက်မှုလုပ်ငန်းတွေရပ်ဆိုင်းလိုက်တယ်လို့ကြေညာလိုက်ပါတယ်။လက်ရှိရသေးတောင်ဘူဒီတောင်နဲ့မောင်တော်မြို့နယ်တွေမှာရှိတဲ့ဂျမရေးဆောင်ရှောက်မှုလုပ်ငန်းတွေကိုနယ်စည်းမထဆရာဝန်များအဖွဲ့ MSF ကရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ဇွန်လ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲထုတ်ပြန်လိုက်တာပါ။လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းမှာပဋိပက္ခတွေပုံမိုးပြင်းထန်လာတာနဲ့အမျှ အရက်သားတွေကိုထိခိုက်စေတဲ့အကြမ်းဖက်မှုတွေလည်းများလာတဲ့အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ဆောင်မှုတွေလုပ်ဖို့အကန့်အသတ်တွေရှိလာတာကြောင့်ရသေးတောင်ဘူးတီတောင်နဲ့မောင်တောမြို့နယ်တွေမှာနေစည်းမထားဆောင်ဝင်များအဖွဲ့ MSF ရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ MSF ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မြန်မာနိုင်ငံတဝန်းကမြို့ကြီးတွေမှာရှိတဲ့စူပါမားကတ်တွေဈေးဝယ်ဆက်နာတွေမှာတိုးလောင်ထားတဲ့ဆန်တွေကိုစစ်ကောင်စီကသူတို့တတ်မှတ်ထားတဲ့ဈေးနဲ့ရောင်းချခိုင်းနေပြီး နေ့စဉ်အယောင်ဝယ်စရင်မှာပေးခိုင်းနေတဲ့အပြင်ပိုင်ရှင်တဲ့လုပ်ငန်းရှင်တွေကိုခန့်ဝင်လက်မှတ်ပါထိုးခိုင်းထားတယ်လို့သိရပါတယ်။ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးနိုင်ငံတော်မှာရှိတဲ့စူပါမတ်ကတ်ဒရိနဲ့ဈေးဝယ်စင်တာအလုံးကိုစစ်ကောင်စီကသူတို့တမတ်တဲ့စံဈေးနှုန်းနဲ့သာအတင်းအကျပ်ရောင်းခိုင်းနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်စူပါမတ်ကတ်ဒရိနဲ့ဈေးဝယ်စင်တာတွေအနေနဲ့စံတွေကိုမပြတ်လတ်အောင်ရောင်းချခိုင်းပြီးနေ့စဉ်အယောင်စင်းတဲ့ဈေးနှုန်းစရင်တွေကိုလည်းစစ်ကောင်စီကသူတို့ကိုပေးဖို့ခိုင်းထားပြီးတော့ခန့်ဝင်လက်မှတ်ပါထိုးခိုင်းထားတယ်လို့သိရပါတယ်။ ဲ့ဒီလိုစစ်ကောင်စီကတတ်မှတ်ထားတဲ့ညွှန်ကြားချက်တွေကိုချိုးဖောက်ရင်အရေးယူခံရမယ်ဆိုတာကိုလည်းသိရှိပါတယ်ဆိုတဲ့အကြောင်းကိုစူပါမားကတ်နဲ့ဈေးဝယ်စင်တာအယောင်ဆိုင်ပိုင်ရှင်တွေလုပ်ငန်းရှင်တွေအားလုံးကခံဝင်လက်မှတ်ရေးထိုးနေရတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကြောင့်ရုံခစ်တက်ကနေဒီနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ